Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့နှစ်နိုင်ငံတဲမမှုမြင့်တက်လာပြီးတဲ့နောက်တရုတ်နိုင်ငံကဂျပန်ပင်လယ်စာတင်သွင်းခွင့်ပိတ်ပင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တရုတ်နိုင်ငံကဂျပန်ပင်လယ်စာအားလုံးကို တင်သွင်းခွင့်ပိတ်ပင်လိုက်ပြီလို့ပေါ်တော်ဦးနေမှာဂျပန်နိုင်ငံကိုအကြောင်းကြားခဲ့ပါတယ်ဒါဟာအာရှစီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြားဆက်ဆံရေးတဲမမှုတွေမြင့်တက်လာတဲ့နောက်ဆက်တွဲရလဒ်ဖြစ်ပါတယ်ဒီပိတ်ပင်မှုကြောင့်ဂျပန်ပင်လယ်စာတင်ပို့မှု20ရာခိုင်နှုန်းကျော် တရုတ်ဈေးကွက်ကနေရရှိတဲ့ကုမ္ပဏီတွေအတွက်ကြီးမားတဲ့ထိခိုက်မှုရှိမယ်လို့သုံးသပ်ကြပါတယ်။ဒီတက်မမူဟာဂျပန်ဝန်ကြီးချုပ်ဆနာအဲတာကာအီချီကထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ခဲ့ရင်ဂျပန်ရဲ့ရှင်သန်ရက်တရေအတွက်ချင်းချောက်မှုဖြစ်ပြီးစည်ရေးတုံ့ပြန်မှုဖြစ်ပေါ်လာနိုင်တယ်လို့ပြောကြားခဲ့ရကနေစတင်ခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဘက်ကတော့ဒီပြောဆိုချက်ကိုပြန်လည်ပြင်ဆင်ဖို့တောင်းဆိုခဲ့ပြီးတရုတ်ပြည်သူတွေကိုဂျပန်နိုင်ငံကိုခရီးမသွားဖို့လမ်းညွှန်ခဲ့ပါတယ်။ဒီတရီပေးချက်ကြောင့်ခရီးစဉ်ဖြတ်သိမ်းသွားမှုတွေများပြားလာပြီးတော့ ဂျပန်ခရီးသွားလုပ်ငန်းကိုကြီးမားစွာထိခိုက်စေနိုင်ပါတယ်။ဂျပန် GDP ရဲ့ခုနှစ်ရာခိုင်နှုန်းလောက်ကိုကိုစားပြုတဲ့ခရီးသွားလုပ်ငန်းမှာတရုတ်နဲ့ဟောင်ကောင်ကလာရောက်သူတွေဟာခရီးသွားအလုံးရဲ့20ရာခိုင်နှုန်းလောက်ရှိတယ်လို့တရုတ်ဝင်အချက်အလက်တွေကဖော်ပြပါတယ်။တရုတ်တန်အမတ်နဲ့တရုတ်မီဒီယာတွေကတာကာအီချီကိုပြစ်တင်ဝေဖန်မှုတွေမျက်တက်လာတာကြောင့်ဂျပန်ဘက်ကတနင်္လာနေ့မှာတရုတ်ရောက်ဂျပန်ပြည်သူတွေကိုလုံခြုံရေးသတိပြုဖို့နဲ့လူစုလူဝေးနေရာတွေကိုရှောင်ရှားဖို့တိုက်တွန်းခဲ့ပါတယ်။ ဂျပန်အစိုးရကတော့တာကာအီချီရဲ့ပြောဆိုချက်တွေဟာအစိုးရမူဝါဒနဲ့ကိုက်ညီတယ်လို့ပြောကြားထားပြီးတင်းမာမှုကြောကြလာမဲ့အရေးအယံတော့မတွေ့ရသေးပါဘူး။ပညာရေးနဲ့ယဉ်ကျေးမှုလှုပ်ရှားမှုတွေလည်းရပ်ဆိုင်းလာနေပါတယ်။လာမယ့်စနေနေ့ဘေကျင်းမြို့မှာကျင်းပမယ့်အကြီးအကဲပညာရှင်တွေ့ဆုံပွဲကိုတရုတ်နိုင်ငံသားဝင်ကြီးဌာနကရပ်ဆိုင်းလိုက်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။နိုဝင်ဘာ22ရက်နေ့ဟီရိုရှိမားမြို့မှာကျင်းပမယ့်ဂျပန်တရုတ်မိတ်ဖက်အစည်းအဝေးကိုလည်းပယ်ဖျက်လိုက်တယ်ဆိုပြီးတော့သိရှိရပါတယ်။ တရုတ်ကဂျပန်ရုပ်ရှင်အသစ်တွေပြသမှုကိုလည်းရပ်တန့်ထားပြီးတရုတ်မှာလူကြိုက်များတဲ့ဂျပန်တရုတ်ဆောင်တွေကလည်းစကားမမအောင်လို့တတိထားနေရကတချို့ကတရုတ်နိုင်ငံတဲမူဝါဒကိုထောက်ခံကြောင်းကြီးသားနေကြတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးသွားခဲ့တာကတော့နှစ်နိုင်ငံတဲမာမှုတွေမြင့်တက်လာပြီးတဲ့နောက်တရုတ်နိုင်ငံကဂျပန်ပင်လယ်စာတင်သွင်းခွင့်ပိတ်ပင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။